1940ခုဖွဲ့စည်းပုံအခြေခံဥပဒေအရ1948ခုနှစ်ဇန်နဝါရီလ4ရက်နေ့မှာ Union of Burma ပြည်ထောင်စုမြန်မာနိုင်ငံလို့ခေါ်တဲ့ပြည်ထောင်စုတည်တခု ပေါ်ပေါက်လာခဲ့ပါတယ်။ဒီပြည်ထောင်စုကြီးဟာ Burma Desh မြန်မာဒေသလို့ကဘာကတိခဲ့ကြတဲ့ဗမာပြည်ဒေသကြီးအတွင်းမှာရှိတဲ့ပြည်ဒေသတွေပေါင်းစုပြီးဖွဲ့စည်းတည်ထောင်ခဲ့ကြတာဖြစ်ပါတယ်။အချိန်ကကုန်းမောင်ထီးနှံရဲ့နယ်မြေတွေဖြစ်ခဲ့တဲ့ Burma Proper လို့ခေါ်တဲ့ ဗြိတိရှားဗမာပြည်နဲ့အတူ Frontier Areas လို့ခေါ်ကြတဲ့ Federated Shan States ဗြိတိသရှမ်းပြည်စုကချင်တောင်တန်းဒေသချင်းတောင်တန်းဒေသတန်လွင်ဒေသစတဲ့ဗြိတိရှား Empire ထဲကပြည်ဒေသတွေဟာအတူတကွပူးပေါင်းပြီးပြည်တော်စုအဖြစ်လွတ်လပ်ရေးရယူကြဖို့ဆုံးဖြတ်ခဲ့ကြပါတယ်ဗြိတိရှား Empire အောက်မှာမရှိဘဲတီချာလွတ်လပ်တဲ့ဒေသတွေဖြစ်တဲ့ကယင်းပြည်တွေဟာလဲ Granny State ကယင်းပြည်အဖြစ် ပြည်တော်စုရဲ့အဖွဲ့ဝင်ပြည်တစ်ခုအနေနဲ့ပါဝင်လာခဲ့ပါတယ်။ဒုနီယန်အော့ဖ်ဘာမာချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီကနေ့တင်ဆက်ပေးသွားမယ့်အကြောင်းအရာကတော့ကျွန်တော်တို့ရဲ့ပြည်တော်စုဝင်ပြည်တစ်ခုဖြစ်တဲ့ကယင်နီပြည်အကြောင်းကိုတင်ပြပေးသွားမှာဖြစ်ပါတယ်။ကယင်နီပြည်တွေဟာ Federated Shan States လို့ခေါ်တဲ့ပဒေသရှမ်းပြည်စုရဲ့တောင်ဘက်မှာတည်ရှိပြီးဗြိတိရှဗမာပြည်ရဲ့အရှေ့ဘက် ုံမြင့်ပေါ်မှာရှိတဲ့ဒေသဖြစ်ပါတယ်။ပယင်းနီပြည်ရဲ့အရှေ့ဘက်မှာတော့ထိုင်းနိုင်ငံမဲဟောင်ဆောင်ဒေသရှိပါတယ်။ပယင်းနီပြည်ရဲ့ဒီနီယာဟာ ကုန်းပေါင်ထီနန်ရဲ့နယ်မြေတွေနဲ့ချင်းမိုင်နယ်မြေတွေကြားမှာဂျာခန်နယ်မြေသဘောနဲ့တည်ရှိနေတာကြောင့်လဲအုတ်ချုပ်သူစော်ပွားစော်ဖြာတွေအနေနဲ့များသောအားဖြင့်တိချလွတ်လပ်စွာအုတ်ချုပ်နိုင်ခဲ့တဲ့ဒေသတွေဖြစ်ခဲ့ပါတယ်။1895ခုနှစ်မှာကုန်းပေါင်ထီနန်ရဲ့ဘရင်ဖြစ်တဲ့မင်းလုံးမင်းနဲ့ ဗြိတိရှားအစိုးရတို့ချုပ်ဆိုခဲ့တဲ့သဘောတူညီချက်အရာလဲကယင်းနီပြည်တွေဟာလွတ်လပ်တဲ့ပြည်တွေအဖြစ်ယက်တည်နိုင်ခဲ့ပါတယ်ဒီသဘောတူညီချက်မှာကယင်းနီပြည်တွေကိုကုန်းပေါင်းထိနှံကတော်လကောင်းဗြိတိရှားကတော်လကောင်းကျူးကျော်တိမ့်ပတ်ခြင်းမပြုဖို့အချက်လဲပါဝင်ခဲ့ပါတယ်ကယင်းနီဒေသမှာပြည်၅ပြည်အထိရှိခဲ့ပါတယ်ကယင်းနီပြည်ကို ရေဘူးရအားဖြင့်ဒေသနှစ်ခုအနေနဲ့ပိုင်းခြားနိုင်ပါတယ်တန်လွင်မြစ်ဟာကယင်းနီပြည်ထဲကနေဖြတ်တန်းစီးဆင်းသွားပြီးတော့ တန်လွေမြင့်ရဲ့အရှိတ်ကိုအရှိကယင်းဒီဒေသလို့ခေါ်ပြီးတန်လွေမြင့်ရဲ့အနောက်ဘက်ဒေသတွေကတော့အနောက်ကယင်းဒီဒေသဖြစ်ပါတယ်အနောက်ဘက်ကယင်းဒီဒေသဟာကယင်းဒီပြည်၄ခုပါဝင်တဲ့ဒေသဖြစ်ပါတယ်အနောက်ကယင်းဒီဒေသကပြည်တွေကတော့ကျဲဘိုးကြီးဘောလက်ခဲနောင်ပလဲနဲ့နမ်မဲခုံတို့ဖြစ်ကြပြီးတော့အရှိကယင်းဒီဒေသမှာတော့ဂန္ဓရဝတီပြည်တည်ရှိပါတယ်1932ခုနှစ်မှတ်တမ်းတွေအရာ ကရင်ပြည်တွေမှာနေထိုင်တဲ့လူဦးရေဟာ98,962ဦးရှိတယ်လို့ဆိုပါတယ်1940ခုနှစ်မှတ်တမ်းတစ်ခုမှာတော့ကရင်ပြည်ရဲ့လူဦးရေကို9000လောက်ရှိတယ်လို့ဖော်ပြထားပါတယ်အနောက်ကရင်ဒေသမှာရှိတဲ့ပြည်လေးပြည်ရဲ့အချက်အလက်တချို့ကိုပြောပြရမယ်ဆိုရင်တော့ကျယ်ဘိုးကြီးပြည်ဟာ350စတူရန်မိုင်ဒါမှမဟုတ်910စတူရန်ကီလိုမီတာကျယ်ဝန်းပြီး1901စီးရင်အရာ လူဦးရေ9869ဦးနေထိုင်တယ်လို့ဆိုပါတယ်1932ခုနှစ်မှတ်တမ်းတွေအရတော့ကျေဘိုးကြီးပြည်မှာလူဦးရေ14282ဦးရှိတယ်လို့ပေါ်ပြထားတာကိုတွေ့ရပါတယ်ဘော်လခဲပြည်ကတော့200စတူရန်မိုင်းစတူရန်ကီလိုမီတာနဲ့ဆိုရင်920အကျယ်ရှိပြီး1900ခုနှစ်မှာလူဦးရေ9900ဦးရှိပါတယ်1932ခုနှစ်ရဲ့လူဦးရေကတော့13802ဦးဖြစ်ပါတယ် နောင်ပလဲပြည်ဟာ30စတူရန်မိုင်88စတူရန်ကီလိုမီတာကျယ်ဝန်းပြီး1900ခုနှစ်မှာလူဦးရေ1265ဦးရှိပါတယ်။နမ်မဲခုံပြည်ရဲ့ area ဟာ50စတူရန်မိုင်စတူရန်ကီလိုမီတာ130ရှိပြီး1900ခုနှစ်မှာလူဦးရေ2629ဦးနေထိုင်ပါတယ်။အရှိကယင်းပြည်လို့သိကြတဲ့ကန္တရဝတီပြည်ကတော့ကယင်းပြည်တွေထဲမှာအကြီးဆုံးပြည်ဖြစ်ပြီး န္ဓရဝရီပြည့်ရဲ့နယ်မြေတဝက်ကျော်ဟာတန်လွင်မြစ်ရဲ့အရှိတ်ဘက်ခြမ်းမှာတည်ရှိတာဖြစ်ပါတယ်။ကန္ဓရဝရီပြည့်ရဲ့အကျယ်ဝန်းကတော့စတူရန်မိုင်2500ရှိပြီးစတူရန်ကီလိုမီတာ6500ရှိပါတယ်။1900ခုနှစ်မှာလူဦးရေ26333ဦးရှိပြီး1930ခုနှစ်မှာတော့လူဦးရေ3689ဦးရှိတယ်လို့မှတ်တမ်းတွေမှာဖော်ပြထားပါတယ်။အဲဒီတော့ကကန္ဓရဝရီပြည့်ရဲ့မြို့တော်ကစောလုံဖြစ်ပါတယ်။ ပယင်းဒီပြည်တွေကိုအုပ်ချုပ်သူတွေဟာစော်ဘွားစော့ဖြာဒါမှမဟုတ်မျိုးစားဆိုတဲ့ဘွက်တွေကိုခံယူပြီးအုပ်ချုပ်ခဲ့ကြပါတယ်။ပယင်းဒီပြည်တွေဟာရှမ်းစော်ဘွားတွေရဲ့အာဏာလွှမ်းမိုးမှုရှိခဲ့တဲ့ဒေသတွေဖြစ်ပြီး18ရာစုနောက်ပိုင်းလောက်ကစပြီးတိချလွတ်လပ်စွာရပ်တည်အုပ်ချုပ်လာခဲ့တယ်လို့ဖော်ပြကြပါတယ်။1864ခုနှစ်မှာကယင်းဒီစော့ဖြာတစ်ပါးက အရင်းဒီပြည်တွေကိုဗြိတိရှားတွေကအကာအကွယ်ပေးဖို့တောင်းဆိုခဲ့ပေမဲ့ဗြိတိရှားဘက်ကစိတ်ဝင်စားမှုမပြခဲ့ဘူးလို့ဆိုပါတယ်။အဲ့ဒီဆော့ဖျာကွယ်လွန်ပြီးနောက်ပိုင်း1869ခုနှစ်မှာသူ့ရဲ့သားတော်နှစ်ပါးကကုန်းမောင်ထီးနန်းကကျူးကျော်သိမ့်ပိုက်မဲ့အန်ဒီယားကိုအကြောင်းပြပြီးဗြိတိရှားရဲ့အကာအကွယ်ကိုထပ်မံတောင်းဆိုပေမဲ့ဗြိတိရှားဘက်ကထပ်မံညှဉ်းပယ်ခဲ့ပါတယ်။ဒါပေမဲ့ကုန်းမောင်ထီးနန်းနဲ့ညှိနှိုင်းမှုတွေလုပ်ပေးမယ်လို့ကတိပေးခဲ့ပါတယ်။ကုန်းမောင်ထီးနန်းကကရင်ဒီဒေသတွေကို ူရဲ့ empire ထဲသွတ်သွင်းဖို့အတွက်ဖိအားပေးလာတဲ့အချိန်မှာတော့ဗြိတိရှအစိုးရဟာအနောက်ကယင်းပြည်တွေဖြစ်တဲ့ကျယ်ဖိုးကြီးနမ်းမယ်ခုံနောင်ပလဲနဲ့ဘော်လခဲပြည်စတဲ့ကယင်းပြည်၄ပြည်ကိုလွတ်လပ်တဲ့ပြည်တွေဖြစ်အတိမတ်ပြူပြီးဗြိတိရှ empire ရဲ့အကာအကွယ်ကိုပေးဖို့ကတိပြုခဲ့ပါတယ်။အဲ့ဒီပြည်တွေဟာ1895ခုနှစ်ဇွန်လ21ရက်နေ့မှာဗြိတိရှ empire ကအကာအကွယ်ပေးထားတဲ့လွတ်လပ်တဲ့ပြည်တွေအဖြစ်စတင်ရည်တည်လာခဲ့ပါတယ်။ အရှိကင်းဤပြည်ဖြစ်တဲ့ဂန္ဓရဝရီပြည်ကတော့ဗြိတိရှရဲ့အကာအကွယ်မပါဘဲလွတ်လပ်တဲ့ပြည်ဖြစ်ဆက်လက်ရပ်တည်ပါတယ်။1888ခုနှစ်မှာတော့တိကျလွတ်လပ်စွာရပ်တည်နေတဲ့အရှိကင်းဤပြည်ဂန္ဓရဝရီပြည်ရဲ့အကြီးအကဲစောဖျားဖြစ်တဲ့ဆောလာဖော်နဲ့ဗြိတိရှတို့ပြဿနာဖြစ်ပွားခဲ့ပြီးနောက်မှာတော့ဂန္ဓရဝရီပြည်ကိုဗြိတိရှကတင်ပိုက်ခဲ့ပါတယ်။ပြဿနာဖြစ်ပွားရတဲ့အကြောင်းရင်းတွေကတော့မျိုးနွယ်စုပြဿနာ၊နယ်နိမိတ်အငြင်းပွားမှုနဲ့စီးပွားရေးအထူးသဖြင့် တစ်ထုတ်လို့ရေးလုပ်ငန်းတွေနဲ့ပတ်သက်တဲ့အကျိုးစီးပွားကိစ္စတွေပါဝင်နိုင်တယ်လို့ပညာရှင်တချို့ကအသုံးသတ်ကြပါတယ်။ဗြိတိရှားကကန္ဒရာဝရီကိုတင်ပတ်ပြီးဒံငွေအများအပြားချမှတ်ခဲ့တယ်လို့ဆိုပါတယ်။စောဖြာစောလာဖော်ရဲ့အရက်အရာကိုစက်ခံတဲ့စောဖြာစောလာဝီကဗြိတိရှားအစိုးရကိုဒံငွေရူပီး9000ပေးဆောင်ဖို့သဘောတူခဲ့ပါတယ်။ကရင်နီပြည်၅ပြည်အထိရှိခဲ့ပေမဲ့အနောက်ကရင်နီဒေသကအနေနဲ့ဧရိယာတင်းငယ်တဲ့နမ်မဲခုံနဲ့နောင်ပလဲပြည်တွေဟာကျေဖိုးကြီး ဘောလခဲပြည်တို့နဲ့ပေါင်းသွားပြီးတော့အဓိကအဖြစ်ဂျေဖိုးကြီးဘောလခဲနဲ့ဂန္ဓရဝတီဆိုပြီးကယင်းပြည်၃ပြည်ဖြစ်လာခဲ့ပါတယ်။ကယင်းပြည်တွေဟာတရားဝင်အရဗြိတိရှားအင်ပါယာရဲ့လက်အောက်ခံမဟုတ်ပေမဲ့ဗြိတိရှားရဲ့အကာအကွယ်ကိုရယူခဲ့သလိုကယင်းပြည်တွေကိုအုပ်ချုပ်သူတွေဟာ1892ခုနှစ်မှာဗြိတိရှားအစိုးရရဲ့ထောက်ပံ့မှုကိုလက်ခံသဘောတူခဲ့ပြီးနောက်မှာတော့သဘောတရားအရဗြိတိရှားအင်ပါယာအောက်ကပြည်တွေလို ဖြစ်သွားခဲ့ပါတယ်။1922ခုနှစ်မှာတော့ ဂျေဘိုးကြီးဘောလခဲနဲ့ဂန္ဓရဝရီကရင်နီတုံးပြီကို စီမံအုပ်ချုပ်ရေးအရ Federated Shan States ဗရေဒရစ်ရှမ်းပြည်စုတွေကိုထည့်သွင်းပြီးဗြိတိရှ်ကော်မရှင်နာမင်းကြီးရဲ့ကြီးကြပ်မှုအောက်မှာထားရှိခဲ့ပါတယ်။ဗြိတိရှ်တွေဟာကရင်နီပြည်တွေရဲ့အုပ်ချုပ်သူစောဖျာတွေနဲ့စာချုပ်တွေချုပ်ဆိုပြီးတယံဇာရထုတ်လို့ရေးလုပ်ငန်းတွေလုပ်ကန့်ခြင်းအပြင်လည်းအကျိုးအမြတ်များစွာဖြစ်ထွန်းခဲ့ပါတယ်။အဓိကအားဖြင့်တက်ထုတ်လို့ရေးနဲ့တက်တူတူဖော်ရေးလုပ်ငန်းတွေဖြစ်ပါတယ်။1930ခုနှစ်များမှာ ဘောလခဲပြည်ကမော်ချီတတူတွင်ဟာကဘာမှာတန်စတင်တတူအများဆုံးထွက်ရှိတဲ့နေရာတွေထက်ကတခုဖြစ်ခဲ့ပါတယ်။ထိုင်းဘေးရနိုင်ငံဟာလည်းသူတို့ရဲ့ပိုင်နဲ့မဲဟောင်ဆောင်ဒေသနဲ့ဆက်ဆက်နေတဲ့တန်လင်မြစ်အရှိဖက်ကမ်းမှာရှိတဲ့ကန္ဒရာဝရီပြည်ဒေသတွေမှာပိုင်နဲ့အငင်းပွားမှုတွေလည်းရှိခဲ့ပါတယ်။ဒုတိယကမ္ဘာစစ်ကာလမှာတော့ထိုင်းဘေးရနိုင်ငံဟာဖက်စစ်ဂျပန်တို့နဲ့မဟာမိတ်စာချုပ်ရေးထိုးခဲ့ပြီးဂျပန်တို့ရဲ့ဗမာပြည်ဒေသသိမ်းပိုက်ရေးစစ်ပွဲမှာလိုက်ပါကူညီခဲ့ပါတယ်။1942ခုနှစ်မှာ ဂျပန်တပ်တွေနဲ့အတူထိုင်းဘရင်တပ်မတော်ဟာရှမ်းပြည်နဲ့ကရင်ပြည်ကိုဝင်ရောက်တိုက်ခိုက်ခဲ့ကြပါတယ်။ဗြိတိရှအစိုးရရဲ့အကူအညီတောင်းမှုကြောင့်မဟာမိတ်တရုတ်တပ်မတော်ကရှမ်းပြည်အရှေ့ပိုင်းဒေသကျိုင်းတုံပြည်ကနေကရင်ပြည်အထိနယ်နိမိတ်တစ်လျှောက်ခုခံကာကွယ်ပေမဲ့ဂျပန်တို့ရဲ့လေတပ်အင်အားတာလုံမှုကြောင့်တန်လွင်မြေအရှိဘကန်ဒေတာတွေကိုလက်လွတ်ခဲ့ရပါတယ်။ဖက်ဆစ်ဂျပန်တွေနဲ့အတူကူညီတိုက်ခိုက်ခဲ့တဲ့ထိုင်းနိုင်ငံဟာဂျပန်တွေနဲ့လျှို့ဝှက်ချုပ်ဆိုထားတဲ့စာချုပ်အရတန်လွင်မြေအရှိဘကန်ကချိုင်းတုံပြည်နဲ့ ဒေသတချို့ကိုရရှိခဲ့ပေမဲ့ထိုင်းအနေနဲ့ရှမ်းပြည်တောင်ပိုင်းကဒေသတချို့အပါအဝင်ဂန္ဓရဝူရီပြည်ရဲ့အစိပ်ပိုင်းတချို့ကိုပါတောင်းဆိုပြီးဆာဟာရတ်ထိုင်းဒွမ်ဆိုတဲ့အမည်နဲ့ခရိုင်အစ်တကိုတည်ထောင်ဖို့ဆန္ဒရှိခဲ့ပါတယ်။ဒါပေမဲ့ထိုင်းတွေတောင်းဆိုတဲ့ရှမ်းပြည်တောင်ပိုင်းနဲ့ဂန္ဓရဝူရီပြည်ကနယ်မြေတွေကိုတော့ဂျပန်တွေက သူ့ရဲ့နောက်ထပ်မဟာမိတ်ဖြစ်တဲ့ The State of Burma လို့ခေါ်တဲ့ဂျပန်ခေတ်ဗမာနိုင်ငံတော်ရဲ့နယ်နိမိတ်အဖြစ်ပိတ်အပ်ခဲ့ပါတယ်။1945ခုနှစ်မှာဖက်စစ်ဂျပန်တွေဆစ်ရှုံးသွားတဲ့အခါ ထိုင်းစစ်တပ်ဟာလည်းတိမ့်ပိုက်ထားခဲ့တဲ့ရှမ်းပြည်ဒေသတွေတက်ကနေပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။ဒါပေမဲ့တန်လွေမြစ်အရှိတ်ကန်းကဂန္ဓရဝရီပြည်ရဲ့နယ်မြေတွေကိုတောင်းဆိုမှုကိုတော့1946ခုနှစ်မှာမှတရားဝင်ဆွန့်လွတ်ခဲ့ပါတယ်။ဒီလိုဆွန့်လွတ်ခဲ့တာဟာလည်းထိုင်းနိုင်ငံအနေနဲ့ကမ္ဘာကူလာသမဂ္ဂကိုဝင်ရောက်ခွင့်ရဖို့နဲ့ဒုတိယကမ္ဘာစစ်အတွင်းမှာဖက်စစ်ဂျပန်ရဲ့မဟာမိတ်အနေနဲ့ပါဝင်ခဲ့တဲ့အတွက်ပိတ်ဆို့အရေးယူမှုခံနေရတာတွေကိုရုပ်သိမ်းပေးနိုင်ဖို့သဘောတူလိုက်နာခဲ့ရတာဖြစ်တယ်လို့ဆိုပါတယ်။ကယင်းပြည်တွေအနေနဲ့ ီတောင်စုဝင်ပြည်အဖြစ် ပါဝင်ခဲ့ခြင်းဟာလဲရှုပ်ထွေးပြီးအငင်းပွားစရာကိစ္စတွေအများကြီးရှိပါတယ်1949ဖေဖော်ဝါရီ17မှာဗြိတိရှဗမာပြည်ဝန်ကြီးချုပ်ဦးအောင်ဆန်းနဲ့ရှမ်းချင်းကချင်စတဲ့တောင်တန်းဒေသပြည်တွေရဲ့ခေါင်းဆောင်တွေဟာလွတ်လပ်ရေးကိုအတူတကွရယူပြီးပြည်တော်စုအဖြစ်ရှင်သွန်းနေထိုင်ကြဖို့ပင်လုံစာချုပ်ကိုသဘောတူညီလက်မှတ်ရေးထိုးခဲ့ကြပါတယ်ဒီပင်လုံစာချုပ်ရေးဆွဲခြင်းလက်မှတ်ရေးထိုးခြင်းတွေမှာကရင်ပြည်တွေပါဝင်ခဲ့ခြင်းမရှိပါဘူး ချုပ်ကတော့ပြည်နီပြည်တွေဟာတရားဝင်အရဗြိတိရှားအင်ပါယာလက်အောက်မှာမရှိတဲ့လွတ်လပ်တဲ့ပြည်တွေဖြစ်တာကြောင့်ပင်လုံစာချုပ်မှာလက်မှတ်ရေးထိုးဖို့မလိုအပ်ဘူးလို့လဲဆိုကြပါတယ်ဗြိတိရှားဗမာပြည်ဂျာပြတ်အစိုးရကဥဆောင်ရေးဆွဲခဲ့တဲ့1948ခုနှစ်ပြည်တော်စုဖွဲ့စည်းပုံအခြေခံဥပဒေမှာတော့ကရင်နီပြည်သုံးပြည်ဖြစ်တဲ့ပေါ်လခဲကျယ်ဘိုးကြီးနဲ့ဂန္ဓရဝတီသုံးပြည်ကို ပေါင်းပြီးကရင်နီပြည်အဖြစ်သတ်မှတ်ခဲ့ပါတယ်ဒီလိုနဲ့1948ခုနှစ်ဇန်နဝါရီလ4ရက်နေ့မှာ Union of Burma လို့ခေါ်တဲ့ပြည်ထောင်စုမြန်မာနိုင်ငံကြီးပေါ်ပေါက်လာတဲ့အခါကရင်နီပြည်ဟာလည်းပြည်ထောင်စုရဲ့အဖွဲ့ဝင်ပြည်တစ်ခုဖြစ်လာခဲ့ပါတယ်။ကရင်နီပြည်တွေပြည်ထောင်စုထဲဝင်ရောက်တာကိုထောက်ခံတဲ့သူတွေရှိသလိုအများစုကစန့်ကျင်ခဲ့ကြပါတယ်။1949ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း30မှာပြည်ထောင်စုဝင်ပြည်တွေအနေနဲ့ပြည်ထောင်စုတည်ထောင်ပြီး10နှစ်အကြာနောက်ပိုင်းမှာပြည်ထောင်စုကနေပြန်လည်ခွဲထုတ်ဖို့ဆန္ဒရှိရင်ခွဲထွက်နိုင်တဲ့အကြောင်းပြဋ္ဌာန်းပါရှိခဲ့ပါတယ်။ဒီအချက်ဟာတောင်တန်းဒေသပြည်တွေအနေနဲ့ ပြည်တော်စုတဲ့ပူးပေါင်းပါဝင်လာဖို့ဆွဲဆောင်နိုင်တဲ့အာမခံချက်တစ်ချက်ဖြစ်ခဲ့တယ်လို့ကရင်နေပြည်တွေပြည်တော်စုတဲ့ဝင်ရောက်တာကိုထောက်ခံတဲ့ဘက်ကသူတွေအနေနဲ့လဲပြည်တော်စုတဲ့ဝင်ရောက်မှာကိုစန့်ကျင်တဲ့သူတွေကိုအကြောင်းပြချက်ပေးနိုင်တဲ့တစ်ချက်တစ်ချက်ဖြစ်ခဲ့မယ်လို့ထင်ပါတယ်။ဒါပေမဲ့ကရင်နေပြည်တွေပြည်တော်စုတဲ့ဝင်ရောက်ပြီးမကြခင်မှာပဲပြည်တော်စုတဲ့ဝင်ရောက်ရေးကိုထောက်ခံသူတွေနဲ့စန့်ကျင်သူအများစုကြားမှာပြည်ပခါတွေစတင်ဖြစ်ပွားခဲ့ပါတယ်။ ဝန်ကြီးချုပ်ဦးနုကကရင်နီပြည်တဲကိုစစ်တပ်အင်အားသုံးပြီးဝင်ရောက်ထိန်းချုပ်တာကိုစန့်ကျင်ခဲ့ကြသလိုပြည်တော်စုတဲ့ဝင်ရောက်တာကိုစန့်ကျင်တဲ့ကရင်နီခေါင်းဆောင်ဦးဘီထူးရယ်ကိုစစ်ရဲတွေကလုံခြံတပ်ဖြတ်လိုက်ခြင်းစာရာတွေဖြစ်ပွားခဲ့ပြီးတော့လက်နက်ကိုင်းပြိပခတ်အဆင့်အထိရောက်ရှိသွားခဲ့ပါတယ်1952ခုနှစ်မှာတော့ကရင်နီပြည်ကိုကရားပြည်လို့လွတ်တော်ကအငင်းပွားပွဲ ပြောင်းလဲခဲ့ပြီးတော့ဒါဟာနှစ်ရာချီအသုံးပြုခဲ့တဲ့သမိုင်းဝင်အမှတ်အသား ကိုယ်ပိုင်လက္ခဏာကိုဖျောက်ဖျက်ပြစ်တာလို့ယုံကြည်ကြပါတယ်။ဒါအပြင်ဒေသခံလူထုရဲ့ဆန္ဒမပါဘဲဘ ഹു အစိုးရကတစ်ဖက်သက်ပြောင်းလဲတတ်မှတ်တာကိုလည်းမကြေနပ်ကြပါဘူး။ကရင်လူမျိုးတွေနဲ့ကရင်နီပြည်သားတွေကြားမှာကွဲပြားအောင်သွေးခွဲပေးတာလို့ယူဆသူတွေလည်းရှိခဲ့ကြပါတယ်။တယံဇာရထုတ်ယူသုံးစဲမှုအပိုင်းမှာလည်းဘလူးချောင်းရေအားလက်စစ်စီမံကိန်းလော်ပီတလိုစီမံကိန်းတွေဟာပြည်မာကြီးအတွက်အဓိကလက်စစ်တပ်အရင်းအမြစ်ဖြစ်လာခဲ့ပေမဲ့ ဒေသခံကရင်နီပြည်သူတွေအတွက်ကတော့စိုးကြိုးတွေများစွာဖြစ်စေခဲ့ပါတယ်။ဒီစီမံကိန်းကြောင့်ဒေသခံထောင်ပေါင်းများစွာအိုးအိမ်ဆုံးခွာရခြင်း၊မြေယာဆုံးရှုံးရခြင်း၊တက်တော်တွေပျက်စီးရခြင်းစတာတွေကိုခံစားခဲ့ရပေမဲ့ထွက်ရှိလာတဲ့လက်စစ်တပ်ကိုမတုံ့ဆွဲရပဲပြည်မာကြီးစီကိုပဲပို့ဆောင်တဲ့အတွက်ကြောင့်အခြေနှံ့မှုတွေကပုံမှန်ကြီးထွားလာခဲ့ပါတယ်။တပ်တုနဲ့တစ်ထုတ်လို့ရေးလုပ်ငန်းတွေမှာလည်းအကျိုးအမြတ်တွေကိုပြည်မာကသာရယူနေတယ်ဆိုပြီးမခြေနှံ့မှုတွေရှိခဲ့ကြပါတယ်။ 1962ခုနှစ်မှာပြည်ထောင်စုကိုစစ်တပ်ကအာဏာသိမ်းပြီးနောက်မှာတော့1940ခုအခြေခံဥပဒေကိုဖျက်သိမ်းလိုက်ခြင်းနဲ့အတူပြည်ထောင်စုဝင်ပြည်တွေရဲ့ပြန်လည်ခွဲထွက်နိုင်ခွင့်ဟာလည်းရေစုံမျောသွားခဲ့ပါတော့တယ်။ဒီလိုနဲ့တချိန်ကအင်အားကြီးထိနှိုင်းအင်ပါယာတွေကြားမှာဂျာကန်နယ်မြေအဖြစ်တီချာလွတ်လပ်အေချမ်းစွာရပ်တည်နေခဲ့ရတဲ့တောင်ပေါ်ပြည်လေးတွေဖြစ်တဲ့ကရင်ပြည်ပြည်တွေဟာပြည်ထောင်စုထဲဝင်ရောက်ခဲ့ရခြင်းကစာပြီးဆယ်စုနှစ်ပေါင်းများစွာတိုင်အောင်လက်နက်ကင်ပြိပခါတွေဖုံးလွှမ်းရာ ပြည်တစ်ခုအဖြစ်ကိုရောက်ရှိခဲ့ရပါတော့တယ်ဒီကနေ့တင်ဆက်ပေးသွားတာကတော့ပြည်အောင်စုဝင်ပြည်တစ်ခုဖြစ်တဲ့ပရင်နေပြည်အကြောင်းပဲဖြစ်ပါတယ်နောက်တစ်ပတ်တွင်မှလည်းဆက်လက်ကြည့်ရှုအားပေးကြပါဦးခင်ဗျာ